အလုံးမင်္ဂလာပါချိုချက်စီ4ရွက်နဲ့ပြန်လဲချက်စုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ချက်စီကနောက်ထပ်ဝါနာကစ်ဘောနော်တောင်အမေရိကကလန်မာလေးတယောက်ကိုထပ်မံခေါ်ယူဖို့မျက်စိကျနေတယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တင်ဆက်ပေးမှာပါဆိုတော့မကြသေးခင်ကမှအက်ကွေဒေါ်ကလန်မာလေးဒိုင်နာအိုရိုနက်ကိုချက်စီကခေါ်ယူခဲ့တယ်ဆိုတဲ့တဲ့င်းကျွန်တော်တင်ဆက်ပေးခဲ့ပြီဘောနော်ဒါရင်ရက်မတော်ပဲချက်စီက80တိုးနေတာကိုတွေ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့အက်ကွေဒေါ်ကိုကြော်ပြီးတော့ ဒီဘရာဇီးကိုခြေလက်လာပြန်နေပေါ့နော်ပြောရရင်ချက်စီကတောင်အမေရိကကိုခီးထွက်ပြီးတော့တောင်အမေရိကရဲ့ဒီ traditional product တွေကိုစိတ်ကြိုက်ရွေးပြီးတော့ဝယ်ယူဖို့စ조사နေသလားတောင်ထင်ရတယ်ပေါ့နော်အခုလည်းနောက်ထပ်ဒါစိတ်ဝင်စားနေတဲ့သတင်းကထက်တက်နေပြန်ပြီဒါမကြခင်လည်းခုံနိုင်နေမယ်ဆိုတဲ့သတင်းတွေတွေ့နေရတယ်ပေါ့နော်သူကဘာလို့လဲဆိုတော့လက်ရှိဒါဘရာဇီးလီခရူဇီယို U20 မှာကစားနေတဲ့အသက်18နှစ်ရွယ်ဖီလစ်မော်ရိုက် ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားလေးကဘရာဇီးယူဆက်ခွန်မှာလဲကောင်းကောင်းပါဝင်ကစားနေပြီလို့ပြောလို့ရတယ်လက်ရှိသူ့ရဲ့ primary role က AM ဖြစ်တယ်ပေါ့နော်လိုရင်တောင်မကစားသမားတစ်ယောက်အဖြစ်လဲကစားနိုင်တာကိုတွေးရတယ်ဆိုတော့မနက်ပြောရင်ဒီချက်စီးနဲ့တရင်ထွက်မှဒီကစားသမားလေးအကြောင်းကိုကျွန်တော်လိုက်ရှာကြည့်မိတာပေါ့နော်သူတို့အတိုက်ဝဲမှာတော့ဒါတောင်အမေရိကအတိုက်ဝဲမှာတော့ကာကာလက်တစ်ဆိုပြီးတော့နာမည်ကြီးနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် YouTube မှာရှာကြည့်တယ်ဒီကစားသမားလေးရဲ့ကစားပုံကမန်ကယ်လေဒီကာကာရဲ့ပုံစံမျိုး တူတယ်ပေါ့နော်သူရဲ့ train map လို့ပြောရင်တော့ဟောကိုဖန်ဒီပေးတာပဲပေါ့နော်ဖုံလေးနဲ့ကိုဖန်ဒီပေးတဲ့အပိုင်းမှာဒီကားမလေးကတော်တော်လေးကိုတည်သက်တယ်လို့ပြောလို့ရတယ်။ဟာ vision ကအမြင်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။ချက်စီကတော့ Roman Kit ကြော်ပြီးတဲ့အခါမှာဒီလက်ရှိ Clear Lake Capital Era မှာပေါ့နော်။ Brazil တို့ Argentina တို့ Ecuador တို့ဒီနိုင်ငံတွေရဲ့ထုတ်ကုန်တွေကိုအပြတ်ဝယ်ယူဖို့စ조사နေတဲ့သဘောမျိုးကိုတွေးရတယ်။ဆိုတော့တကယ်လဲအဲ့ဒီဘက်ကထုတ်ကုန်တွေကအည်သွေးရှိတယ်လို့ ပြောလို့ရတယ်။ဟိုနေ့ကအဲ့ဒါချက်စီဆွတ်ထုတ်ပြီးတော့ခေါ်ယူလိုက်တဲ့ဟိုဒိုင်နာအိုရိုနဲ့ကစားနေတဲ့ Independent Developly အသင်းဆိုရင်ဝက်ဆက်ကန်စီတို့ကိုမွေးထုတ်ပေးလိုက်တဲ့အသင်းလို့ပြောလို့ရတယ်။ဒါဒီမဟုတ်ဘဲနဲ့ဒါအာဆင်နယ်မှာငါခေါ်ယူထားတဲ့ဟန်ကာပီကလည်းဒီကနေထွက်တဲ့ကစားသမားဖြစ်တယ်။နောက်ပြီးတော့ဒီ PSG မှာလက်ရှိချိန်မှာတောက်ပါနေတဲ့စန်တာဘက်ပါချိုပေါ့နော်။ဒီကစားသမားလေးကလည်းဒီသင်းကနေမွတ်ထုတ်ပေးတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။ အရင်ကတော့တောင်အမေရိကမှာဆိုရင်ဘရာဇီးလိုအာဂျင်တီးနားတို့ကနာမည်ကြီးပြီမဲ့ခုနောက်ပိုင်းမှာဆိုရင်တော့ဒီအက်ကွေဒေါကပို့ပြီးတော့နာမည်ထွက်လာတာကိုတွေးရတယ်ဗောနောအထူးသဖြင့်ဒီအကယ်ဒမီတွေတန်းနေထွက်တဲ့ကစားသမားတွေကတကယ်အကြီးသေးရှိတဲ့ကစားသမားတွေထွက်လာတာတွေးရတယ်ပြီးတော့ဒီ အကယ်ဒမီရဲ့လှုပ်လှုပ်ပုံကလည်းပိုပြီးတော့ဒါတိုးတက်လာတာတွေ့ရတယ်ပေါ့နော်ကိုလရှိစိတ်ဝင်စားနေတာကတော့အလားဘရာဇီးလ်သားဖြစ်တယ်ပေါ့နော်ဒါဒီကမ္ဘာတော့ဥရောပအသင်းတော်တော်များများကစိတ်ဝင်စားနေတယ်ဆိုပြီးတော့ဖော်ပြထားတာရှိတယ်ဆိုတော့အထူးသဖြင့်ဒါဘာစီလိုနာကခေါ်ယူဖို့စူးစမ်းနေတယ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်ချက်စီနဲ့ဘာစီလိုနာနဲ့အပြိုင်ဟိုလိုက်နေတဲ့သဘောမျိုးဖြစ်တယ် ပြောရင်ချက်စီကတော့တောင်အမေရိကကိုဈေးဝယ်ထွက်ရတာတိတ်ပျော်နေပုံပေါက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ S3 ဘောင်တို့ဆိုတာကလည်းဒီအသင်းတွေကနေပြီးတော့ထွက်တဲ့ဒီတောင်အမေရိကကထွက်တဲ့ကစားသမားဖြစ်တဲ့ခုကျွန်တော်တို့ Ecuador ကစားသမားလေးတယောက်ဖြစ်တဲ့ Country P ရက်ကလည်းဒီတောင်အမေရိကကဖြစ်တယ်ပေါ့နော်။လက်ရှိချိန်မှာဆိုရင် Set Straw ဘောင်မှာခြေစွမ်းပြနေတဲ့အနေထားမျိုးကိုတွေ့နေရတယ်ပေါ့နော်ဒါအာဂျင်တီးနားနောက်ခံလူအဆမီနိုကိုလည်းဒါခေါ်ယူထားတာရှိသေးတယ်ပေါ့နော်ဒါအန်ရီဆန်တိုကိုလည်းခေါ်ယူထားတယ်အဆမီနိုဆိုရင် တောင်းပုံကိုအငားချတယ်တောင်းပုံမှာတိတ်ကိုဒါခြေစွမ်းပြနေတယ်လို့ပြောလို့ရတယ်တောင်းပုံကအပိသက်ဝယ်ယူခြင်းနဲ့ပုံစံမျိုးတွေလည်းတွေးနေရတယ်ဆိုတော့အတင်းမှာအထိုင်ချပြီးသားကစားသမားတွေဖြစ်တဲ့ကန်စီရိုတို့အန်ဇိုဖာနန်ဒက်တို့ဒီကာနာချိုတို့ဗိုနာနိုတီတို့ဂျာဟိုဘထိုတို့ဒီကစားသမားတွေကလည်းတောင်းမေဒီကကစားသမားတွေဖြစ်တယ်ပေါ့နော်ဆိုတော့အရှိဒီဖိလစ်မော်ရိုင်းနဲ့ပတ်သက်ပြီးနောက်ဆုံးတက်လာတဲ့သတင်းတွေအရဆိုရင်ဒီလူငယ်ကစားသမားလေးကိုခေါ်ယူဖို့ပေါင်း ၈တသမ၈သန်းနဲ့ပေါ့နော်သဘောတူထားပြီဆိုပြီးတော့တွေ့ရတယ်ဒါပေမဲ့ confirm ဖြစ်တဲ့သဘောမျိုးကိုတော့မတွေ့ရသေးဘူးရောက်လာဖို့တော့များတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော်ဆိုဒီမှာပြဿနာရှိတဲ့ခါပါလဲဆိုတော့ Crisio ကချုပ်ထားတဲ့စာချုပ်ရဲ့ဒါ Alice Claw က68သန်းဒီတောင်ရှိတယ်ဆိုပြီးတော့ဒါတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလည်းအန်ဩစရာကောင်းတယ်အသက်18နှစ်သာရှိသေးတဲ့အဲကစားသမားလေးတယောက်တည်းတိတ်ကိုအန်ဩစရာကောင်းတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော် ဒီနေ့မှာပြောချင်တာကဒီလူငယ်ကသမားတွေခေါ်ယူနေတဲ့ဟာကိုကျွန်တော်တစ်ဖက်ကပြန်တွေးကြည့်တဲ့အခါမှာပေါ့နော်စင်မြင့်ထက်ကိုဆွဲခေါ်တယ်လို့ကျွန်တော်ကအကောင်းမြင်ကြည့်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလူကသမားတွေတွေခေါ်တယ်အပြီးရင်ငါချပြီးပျောက်သွားတယ်ဒီအခြေအနေတွေကအများကြီးဖြစ်လိဖြစ်လာရှိတဲ့သဘောမျိုးဖြစ်တဲ့အကြောင်းမျိုးကျွန်တော်ဒီစကားလေးကိုပြောချင်တာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီလိုလေးအကောင်းမြင်ပေးချင်တယ်ဆိုတော့ ဟိုတချို့ကစားသမားတွေဆိုရင်ချက်စီးနဲ့တင်းထွက်မှအတီးရတဲ့ကစားသမားတွေလည်းအများကြီးလို့ပြောလို့ရတယ်ဆိုတော့တကယ်လို့အောင်မြင်သွားတယ်ဆိုရင်လည်းဒါချက်စီးကြောက်မယ်ပေါ့နော်တကယ်လို့ကြဆုံသွားတယ်ဆိုရင်လည်းလည်းညှို့ထိုးပြเสียဟိုရှိလာတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ချက်စီကတော့သူတို့ရဲ့ strategy ကိုပြောင်းဖို့မရှိဘူးဆိုပြီးတော့ Fabrizio Romano ကဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်ဒီလိုအခြေအနေတွေကလည်းထပ်ပြီးတော့ ဂျုံနေရာအုံးမှာဖြစ်တယ်ဗောနော်သူတို့ရဲ့ဒီ recruitment plan strategy ကိုတော့လုံးဝမပြောင်းဘူးဆိုပြီးတော့ Fabrizio Romano ကအတည်ပြုထားတယ်ဗောနော်အာဒါကြောင့်မို့ဒီတကဘာလုံးမှာရှိတဲ့ဒါ Wanna Kit တွေကို Chelsea ကလုံးဝကို scouting လုပ်ပြီးတော့ခေါ်ယူအောင်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်လက်ရှိဒီကစားမလေး Philip Morrick ကို scouting လုပ်တာကတော့ San Jose ဖြစ်တယ်ပေါ့နော် San Jose ကိုတိုင်သွားပြီးတော့ဒီးတာဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ဒီဘရာဇီးမှာရှိတဲ့ scouting system နဲ့ အာဒါချိတ်ဆက်ပြီးတော့ဒီစံကြေဝဲကကိုယ်တိုင်သွားပြီးတော့ဒီတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်အကောင်းမြင်စိမ့်နဲ့ကြည့်မယ်ဆိုရင်တော့ကောင်းတဲ့အခြေအနေကိုပဲတွေးရမှာဖြစ်ပေမဲ့အဆိုးမြင်စိမ့်နဲ့ကြည့်မယ်ဆိုရင်လည်းဒါဘလို့ပြောမလဲဆိုတဲ့အခြေအနေတွေတွေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ညီကိုတို့ဘလို့မြင်လဲပေါ့နော်ချက်စီးရဲ့လုပ်ပုံကိုင်ပုံတွေဒါဘလို့သဘောရရလဲပေါ့နော်ညီကိုတို့အမြင်လေးတွေခံစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်